နောက်နံပါတ်6ကတော့မိတ်ဆွေတွေမိတ်ဆွေရဖို့ရအတွက်ကို့မှာမိတ်ကောင်းဆွေကောင်းတွေဖြစ်ချင်နေဆိုရင်ရနိုင်တဲ့အကြောင်းမိတ်ကောင်းဆွေကောင်းခိုင်မာဖို့အတွက်ကဘာလို့ဆိုအဝိတံဝါဒနာအဝိတံဝါဒနာဆိုမိတ်ဆွေတွေပေါ်မှာသစ္စာရှိရမယ်ဂရိတည်ရမယ်အကယ်၍ဂရိမတည်ဘူးသစ္စာမရှိဘူးဆိုမိတ်ပြတ်သွားပြီလေဒါမိတ်ဆွေကပြတ်နိုင်တယ် ကိုယ်ပေါ်မှာထင်သေးမြင်သေးဖြစ်သွားတယ်ဒါမှမဟုတ်မိတ်ဆွေပေါ်မှာကိုကတတိရှိရဂတိတီးရမယ်သစ္စာရှိရအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတွေကိုမပေါ်မယ်ရောင်ရွေဝတ္တလုံးတဲ့အခါပဲချိနေကိုကသစ္စာရှိတယ်ဂတိတီးတယ်ဆိုရင်ကိုနဲ့ဆက်ဆံမဲ့လူတွေများလာခဏခေတော့ customer ခေါ်တဲ့ဟာတွေပေါ့နော်အယောင်ဝတ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒါဗုဒ္ဓဘာအရေးကြီးတဲ့ကိစ္စတွေ ဂရီတီခြင်းသစ္စာရှိခြင်းပေါ့ငွေကြေးနဲ့ပတ်သက်ပြီးဂရီတီတယ်သစ္စာရှိတယ်အဲ့ဒါမိတ်ဆွေပေါ်ခြင်းရဲ့အကြောင်းတစ်ခုပဲတခြားနေရာမှာမြတ်စွာဘုရားဟောထားရှိသေးတယ်ဒီမိတ်ဆွေပေါ်ခြင်းလို့ရှိရင်ဘာလို့ကမတော်ဆိုရမြတ် ပေးရကန့်ရမယ်တဲ့ပေးရပေးကန့်နာလည်းပဲမိတ်ဆွေပေါ်ခြင်းအကြောင်းတစ်ခုလို့ခေါ်တာရှိတယ်နော်တဒံမေတ္တာနိကန္တတိတဒံစွန့်ကြဲပေးကန်ပေးထက်ကန့်တတ်မယ်ဆိုရင်မေတ္တာနိမိတ်ဆွေတို့ကန္တတိနှောင်ဖွဲ့ချီထားတဲ့မိတ်ဆွေတွေခိုင်မြဲအောင်လုပ်တာလည်းပဲပေးခြင်းကန့်ခြင်းလို့ဆိုဒီတုဒ္ဓမှာတော့မြတ်စွာဘုရားက အဝိတံဝါဒနာကိုယ့်ဘက်ကမချွရင်းစေရဘူးဂရိတိရမယ်သစ္စာရှိရမယ်ဒါမိတ်ဆွေရခြင်းအကြောင်းတကူ